တရုတ်စီမံကိန်းတွေတရှိရာရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ကိုအရခတတ်တော် AA ကဝိုင်းပတ်ပိတ်ဆို့ပြီးထိုးစစ်ဆင်လာတာကြောင့်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ဒေသခံတွေကဖေဖော်ဝါရီလ26ရက်နေ့မှာပြောပါတယ်ကျောက်ဖြူမြို့နယ်ကြက်တိန်စေမော်ရှောက်ချောင်းနယ်ဦးခင်စရဲရွာရီအနီးကနေရာလေးခုမှာစစ်ကောင်စီတပ်နဲ့အေတို့တိုက်ပွဲပြင်းထန်ခဲ့တာပါ။ပညာဝရီရေတက်စခန်းဌာနချုပ်အထိတက်ဆုတ်သွားတယ်လို့စီရေးအခြေအနေကိုသိရှိတဲ့ဒေသခံတွေကပြောပါရတယ်။ လက်ရှိမှာတော့အဲ့ဒီအကြီးဆုံးတက်စခန်းကိုပါ AA ကလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ပြီးထိုးစစ်ဆင်နေတာကြောင့်အရင်ကပြစ်ခဲ့တာကဒီမဖဲထိုက်တိုက်တွဲမှုပေါ့လေနော်ဆိုတော့အခုကတော့ဒီအရက်ခတ်တတော်ဖက်ကအာဒီစစ်ကောင်စီရဲ့တက်စခန်းတွေအကုန်လုံးကိုဝိုင်းထားပြီပေါ့နော်ဝိုင်းထားပြီးတော့တိုက်ပွဲကတော့တော်တော်လေးပြင်းထန်နေတယ်လို့ဟိုကျွန်တော်တို့သိရတယ်ဒီကြောက်ဖြူမျိုးသိမ်းတိုက်ပွဲကတော့ကျွန်တော်တို့ဇက်ပြီးလို့ပြောလို့ရတယ်ပေါ့စစ်ကောင်စီတက်ကလည်းအေးအေးရဲ့ထိုးစစ်ကိုလေးချောင်းတိုက်ခိုက်မှုအပါအဝင် လူတစ်ထောင်လောက်ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်တညာဝရီရေတပ်စခန်းဌာနချုပ်အနီးကအင်ဂျီ150ခန်းရှိတဲ့တစ်ပုတ်တောင်ရွာကဒေသခံတွေကိုစစ်ကောင်စီတပ်ကထွက်ပြေးတိမ်းရှောင်ဝယ်မပေးဘဲရှင်းနေလာပြည်လို့ဒီရတားဒီဆုံမှုတွေလည်းရှိတယ်ကွယ်ဒေသခံတထောင်ကျော်လောက်တော့ထွက်ပြေးနေရတာရှိတယ်နောက်ပြီးတော့ဒီညောက်ဒီရစခန်းဌာနရှုပ်ထင်းမှာရှိတဲ့ဒီတစ်ပေါင်းတော်ရွာကပြည်သူတွေကိုထွက်ရင်တပ်ပြင်းမယ်မထွက်ရဘူးဆိုပြီးတော့ဒီသူတို့ကိုလူသားတိုင်းကလောက်ထွက်လာတယ်လည်းရှိတယ်ကွယ် တိုက်ပွဲတွေပြင်းထန်နေချိန်မှာပဲစစ်ကောင်စီနဲ့တရုတ်ကုမ္ပဏီ CITIC တို့ကြောက်ဖြူအထူးစီးပွားရေးဆောင်ရင်းနှီးစိတ်ကမ်းဆက်လက်အကောင့်ထေဖို့ရေးအတွက်ဖေဖော်ဝါရီလ27ရက်နေ့ကနေပြည်တော်မှာဆွေးနွေးခဲ့ပါတယ်ရခိုင်ပြည်နယ်မှာတရုတ်စီမံကိန်း၁၁ခုရှိတဲ့အနက်၉ခုကိုအေအေကအပြည့်အဝထိန်းချုပ်ထားပြီးကြောက်ဖြူမြို့မှာရှိတဲ့စီမံကိန်း၂ခုကိုလည်းတစ်စိတ်တစ်ပိုင်းထိန်းချုပ်ထားနိုင်တယ်လို့လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP မြန်မာကဇန်နဝါရီလအတွင်းမှာထုတ်ပြန်ထားပါရဲ့ရှင်။